ကလေးငယ်လေးတွေနော်သွားတိုက်စေးတွေကိုခဏခဏမျိုးချမိနေလို့ရှိရင်ဘာဖြစ်တတ်တယ်လဲဆိုတာပြောပြအဲ့တော့ငယ်ရွယ်တဲ့ကလေးလေးတွေပေါ့ကွယ်နော်သွားအစ်စ်မလဲခင်ပေါ့နော်သွားတွေကြိုးပြီးတော့သွားတွေမပေါက်ခင်ပေါ့အဲအဲ့လိုရွယ်လေးတွေမှာခုနပြောသလိုပေါ့သွားတိုက်စေးတွေခဏခဏမျိုးချမိလို့ရှိရင်သူတို့သွားအစ်စ်တွေပေါက်လာလို့ရှိရင်အဲ့သွားပေါက်လာတဲ့သွားတွေကဘာဖြစ်လဲဆိုတော့ fluorescent လို့ခေါ်တဲ့အဖြူရောင်အကွက်တွေနော်အဲ့တော့အခုပုံမှန်ပြထားတယ်လို့မသွားတွေကစမ်းပွန်းတယ်လို့ဖြစ်တာပေါ့နော်သွားတွေမှာဒီကြည့်ရဆိုးတဲ့အဖြူရောင်အကွက်အကွက်တွေဖြစ်ကုန်တတ်တယ်တချို့ဆိုလို့ရှိရင်အခုပုံမှန်ပြထားတဲ့အတိုင်းပဲသွားတွေမှာအဝါရောင်အကွက်အကွက်တွေဖြစ်ကုန်တတ်တယ်အဲ့တော့အဖြူရောင်အကွက်တွေတော့လည်းကောင်းအဝါရောင်အကွက်တွေတော့လည်းကောင်းကြည့်ရဆိုးတဲ့အကွက်တွေဖြစ်ကုန်တတ်ပါတယ်နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ အဲ့တော့ fluoride toxicity ပေါ့နော်သွားတိုက်ဆီးတွေထဲမှာ fluoride ကပါကိုပါတယ်သွားတိုက်ဆီးတော်တော်များများမှာ fluoride နဲ့ပဲလောက်ထားတာလေအဲ fluoride ကသွားပုပ်ပေါက်ငယ်လေးတွေကိုကာကွယ်တယ်သွားပူစားတာကာကွယ်တယ်နော်သွားနေငရင်းကျန်းမာရေးကိုပိုကောင်းစေတယ်ဘာညာဆိုတော့ဒီ fluoride drug ဓာတ်နဲ့ပဲသွားတိုက်ဆီးတွေကလောက်ထားတာဟုတ်နော်အဲ့ဒီဟာတွေကိုကလေးလေးတွေကဘူးမသိဘာမသိနဲ့အဲသွားတိုက်ပြီးတော့နော်အရာသားလေးကမှွေမှွေကောင်းကောင်းလေးဆိုမျိုးချလိုက်လို့ထက်ခါထက်ခါမျိုးချရင်အဲ့လိုမျိုးတွေသွားတွေကအဲ့လိုမျိုးတွေဖြစ်ကုန် င်တတ်ပါတယ်အဖြူရောင်ကွက်အဝါရောင်ကွက်တွေဖြစ်တတ်တယ်အဲ့တော့တတိထားစရာလေးတစ်ခုကအဲဒီကလေးငယ်လေးတွေမှာသွားတိုက်ခိုင်းမယ်ဆိုလို့ရှင်ရင်เนาะသွားတိုက်ခိုင်းမယ်ဆိုလို့ရှင်သွားတိုက်စေးပမာဏနည်းနည်းလေးပဲတိုက်ခိုင်းရတယ်အဲ့တော့ဘယ်ပမာဏလောက်လဲဆိုတော့စံစည်းလောက်ပမာဏเนาะအဲ့တော့ကလေးငယ်တွေရဲ့အတွက်တီးတန့်ထုတ်ထားတဲ့သွားတိုက်စေးကိုပဲတိုက်ခိုင်း ဲ့လိုမှအဆင်မပြေဘူးဆိုလို့ရှိရင်လူကြီးသွားတိုက်စီးတွေပဲတိုက်နေတယ်ဆိုရင်ဘလူသွားတိုက်စီးပဲတိုက်တိုက်ပါကလင်းငယ်လေးတွေအတွက်အနေနဲ့ကင်းတာသွားတိုက်စီးပမာဏနည်းနည်းလေးဆန်စီးပမာဏမျှလာကိုပဲတိုက်ခိုင်းရမယ်ပြီးတဲ့အခါကျတော့သွားတိုက်စီကိုလုံးဝလုံးဝမျိုးမချဖို့ရအတွက်ကလေးကိုတိချတင်ရမယ်။သွားတွေနော်အဲသွားတိုက်စီတွေမျိုးချလို့ရှိရင်သွားတွေမှာအဖြူရောင်ကွက်အဝိုင်ရောင်ကွက်တွေပေါ်လာတတ်တယ်နော်မျိုးမချရဘူးဆိုတော့တခါတည်းတင်ကြပေးထားမှာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုဘုသူတရအောင်ပြောပြရ ဟိုတလောကသွားဆရာဝန်တယောက်ကနော်ဒီအကြောင်းအရာလေးကိုပြောပြနေတဲ့အတွက်ကြောင့်မလို့ကိုကလည်းကျမ်းမာရေးပုဒ်ထရာရအောင်လို့မလို့ပြောပြတာပါအဲ့တော့ကလေးငယ်တွေကိုသွားတိုက်စေးပမာဏကစံစေးပမာဏပြီးရင်လုံးဝမျိုးမချဘူးရအတွက်တရားတင်ပြပါအဲ့ဒါမှမဟုတ်ရင်တော့သွားရီအဖြူကွက်တွေဝါကွက်တွေဖြစ်ကုန်တတ်ပါရဲ့နော်ဘိုင်ဘိုင်ပါ